မင်္ဂလာပါရှင်ရှင်းနေရန်ကုန်မြို့ဖုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်26နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကျင်းပတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်26နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကိုဇွန်လ28ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်အင်းစိန်မြို့နယ်မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တိရိအန်ဝါခမ်းမာမှကျင်းပကြောင်းသိရပါတယ် ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကမြန်မာနိုင်ငံငါးလုံငန်းဖွဲ့ချုပ်26နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးပြခဲ့များအားလှည့်လည်ကြည့်ရှုအားပေးပါရယ်။အဲဒီနောက်အစည်းအဝေးကိုကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်းကအဖွဲ့အစည်းကပြောကြားပါရယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ကမြန်မာနိုင်ငံငါးလုံငန်းအဖွဲ့ချုပ်အနေဖြင့်လူဝဲချက်များကိုပုဂ္ဂလိကကဏ္ဍနှင့်အစိုးရကဏ္ဍများချိတ်ဆက်ပြီးဂျာကန်အဖွဲ့အစည်းအနေဖြင့်ဆောင်ရွက်ပေးရန်လိုအပ်ခါနိုင်ငံတော်၏ငါးလုံငန်းများဗတ်စုံဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံသားများအတွက်ငါးရိတ်ခါဖူလုံရေးအလုပ်ကိုင်အခွင့်အလမ်းများပေါ်ပေါက်လာရေးပြည်ပပို့ကိုတိုးမြှင့်ပြီး ြည်ပဝင်ငွေများတိုးတက်ရရှိနိုင်ရန်လိုအပ်ခါငါးလုပ်ငန်းဆိုင်ရာခေါင်းမှုပြည့်စုံတဲ့မူဝါဒများစီမံကိန်းများစီမံချက်များချမှတ်အကောင့်ထည့်ဖို့ကအပြည့်အဝပူးပေါင်းဆောင်ရွက်စေလိုကြောင်းနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အဖွဲ့ဝင်များလုပ်ငန်းရှင်များအားလုံးကြိုးစားလှုပ်ဆောင်ကြရင်ပြောကြပါရစေ။အဲဒီနောက်စိုက်ပျိုးရေး၊မွေးမြူရေးနဲ့စေမျိုးဝင်ကြီးဌာနဒုတိယဝန်ကြီးဥပဘိုလ်ကျော်ကအမှာစကားပြောကြားပြီးမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဝနာကျော်ထင်ဦးထိန်မြင့်ကလုပ်ငန်းဆောင်ရွက်နေတဲ့အခြေအနေများအားရှင်းလင်းတင်ပြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့2025ခုနှစ်မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ 2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကျောင်းမေမြမအမျိုးသမီးများ၏အထိမ်းအမှတ်အဖြစ်မိုးရသည့်တစ်ပင်စပြိုဝဲကိုဇွန်လ28ရက်နေ့နေ့ပိုင်းကမင်္ဂလာတို့မြို့နယ်လောက်ကားရှိဝေးကြီးလေဒေသအတွင်မှကျင်းပကြောင်းသိရပါသည်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်တိုင်းဒေသကြီးမိခင်နှင့်ကလေးဆောင်ရှာမှုကြီးကြပ်ရေးအဖွဲ့နှင့်အကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်မမော်တန်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ဆန္ဒသွေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီမှကော်မတီဝင်များနဲ့ဌာနမှူးများရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရအဖွဲ့နဲ့မိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများဒိုင်းခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာအကြီးအကဲများနဲ့တာဝန်ရှိသူများတက်ရောက်ကြပါသည်ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဝင်ဝန်ကြီးချုပ်အစိုးသိန်းကတစ်ပင်တစ်တော်များရေရှိရှင်သန်ရေးထိမ့်သိမ့်ရေးရှင်သန်မှုမရှိတဲ့အပင်များကိုအစားထိုးဖြည့်တင်းစိုက်ပျိုးရေး တစ်တော်ဖုံးလွှမ်းမှုဧရိယာများတိုးတက်စေရတဲ့ပြည်သူတရေလုံးကအမျိုးသားရေးတာဝန်တရေအဖြစ်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပြောကြားပါရယ်ဆက်လက်ပြီးပြိုးပင်များကိုတပြိုတပါစုပေါင်းဆက်ပြိုးကြပါရယ်ဆက်ပြိုးနေမှုများအားဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ကလည်လည်ကြည့်ရှုအားပေးပါရယ် စူပေါင်းဆိုင်ပြိုးပွဲတွင်ကျုံး၄တောင်ပင်ပြင်ကရု2100ပင်မနိုဟာဒီ၄တောင်ပင်တရက်200ပင်ပိန်းနဲ့200ပင်နဲ့ဒူးရင်200ပင်စုစုပေါင်း1800ပင်တို့ကိုဆိုင်ပြိုးကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေးထက်ကူကပြပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ International MSMED 2025အထိမ်းမှ MSME Software Showcase ပြခဲ့များခင်းချင်းပြသပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ် International MSMED 2025အထိမ်းအမှတ် Digital နည်းပညာအသုံးပြုခြင်းဆိုင်ရာအသိပညာမျှဝေဆွေးနွေးခြင်းနဲ့ MSME Software Showcase ပြခဲ့များခင်းခြင်းပြသပွဲကိုဇွန်လ28ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ် MS 2ရပ်ကွက် MICT Park Hall တွင်ကျင်းပကြောင်းသိရပါသည်။ရှေးဦးစွာမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌဦးမင်းစရာလှိုင်ကကျူးစွနှုတ်ခွန်းဆက်စကားပြောကြားပြီးစမှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာချာလီတန်းက regular စနစ်ဖြင့်အမှာစကားပြောကြားပါရယ်။ အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားရာရန်ကုန်တိုင်းဒေသကြီးဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အချက်အချာကြားတဲ့တိုင်းဒေသကြီးဖြစ်တာကြောင့်ရန်ကုန်တိုင်းဒေသကြီးရှိ MSME လုပ်ငန်းများဟာနိုင်ငံတော်ဝန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင်အဓိကကြားတဲ့တော့ချက်တစ်ခုဖြစ်ပါကြောင်း ယခုပွဲတွင်မျှဝေဆွေးနွေးခြင်းအစီအစဉ်များနှင့်အတူ MSME များအတွက်လိုအပ်တဲ့ကွန်ပျူတာဆော့ဝဲစနစ်ပြကန်းများဆက်ရှိကန်ပါဝင်ပြသထားပြီး MSME လုပ်ငန်းများမှဆွေးနွေးတိုင်ပင်ခြင်းနှင့်လက်တွေ့လည်လာအသုံးပြုခြင်းတို့နှင့်အတူ MSME ထုတ်ကိုအယောင်ပြကန်းများ၁၈ခုတို့ပြသထားပြီး၎င်းတို့ရဲ့ထုတ်ကိုများကိုတပြိုင်တည်းပြသရောင်းချခြင်းများပါဝင်တဲ့အတွက်ဆော့ဝဲရေးဆွဲသူများ Digital ဝန်ဆောင်မှုပေးသူများနဲ့ MSME လုပ်ငန်းရှင်များအပြန်အလှန်နှိမ့်နှောဖလှယ်နိုင်မှာဖြစ်ကြောင်းဖြင့်ပြောကြားပါရစေ။အဒီနောက်ရှောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်း နေလာသည့်အစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများဟာပြာခန်းများအားလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ